နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile ရဲ့ update version 3.7ကိုကြည့်မယ်ဆိုရင်ဒီနေ့ game နဲ့မှာတွေ့မြင်ရပြီဖြစ်ပါတယ် PUBG Mobile ရဲ့7 anniversary ဆိုတော့တော်တော်လေးကိုကြီးမားတဲ့ update လို့ပြောလို့ရပါတယ် အိုလီရန်ဂယ်နဲ့အတူအိုလီဗစ်မစ်တင်ပြောရမလား PUBG Mobile Player တွေအကြိုက် Alan Walker ရဲ့ Online Way ကိုပြောရမလားမြေပုံအစ်စ် Rondo လည်းဒီ update မှာတွေ့မြင်ရတာမျိုးရှိပါတယ်အဓိက event mode ကိုတော့ Iran Galivic အပါဝင်မြေပုံအစ်စ် Rondo မှာလည်းတွေ့မြင်ရတာမျိုးရှိပါတယ်အဓိက event တွေကတနေရာတွေမှာအပေါ်အောက်လုပ်ထားပြီးတာမျိုးရှိပါတယ်တကယ်ချင်းလို့ night mode တွေဘာတွေကြိုက်တယ်ဆိုရင်တော့အပေါ်တက်ပြီးပါပုံမှန်နေ့လယ်မုတ်ကိုစောချင်တယ်ဆိုရင်တော့အောက်ဆင်းပေးရမှာဖြစ်ပါတယ်ပုံမှန်အတိုင်းပဲအဓိက event နေရာမှာကြီးမယ်ဆိုရင်အဓိက crate ကိုတွေ့မြင်ရတာမျိုးရှိပါတယ် crate ပွင့်ဖို့အတွက် time မှာစောင့်ရတာမျိုးရှိပါတယ်ခရိတ်ဖွင့်လိုက်တဲ့သူရဲ့ရုပ်ထုကိုနာမည်ရောပေါ်ပြ ဒီ event အကြီးနေရာတင်တာမက event အသေးနေရာမှာလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ grade ကိုဘယ်လိုပုံစံသူကဖွင့်သွားလဲကျွန်တော်တို့အားလုံးသိရမှာဖြစ်ပါတယ် grade ထဲကနေကြည့်မယ်ဆိုရင်လည်းလူတီကတော့လုံးဝ share ရရှိမှာဖြစ်ပါတယ် golden armor ကို activate လုပ်ရင်မှသူစီကကြီကတော့အုတ်ထုတ်လို့ယူလို့ရတာမျိုးရှိပါတယ် golden armor order ကိုအသုံးပြုပြီးမှလည်းဒီက golden armor ကို activate လုပ်လို့ရတာမျိုးရှိပါတယ်ဒီက golden armor ကိုဖျက်ဆီးလို့လည်းရပါတယ်ဗျဒီတစ်ခါ event နေရာမှာကြည့်မယ်ဆိုရင်တော့ zone လာမှာမဟုတ်ပါဘူး timer နဲ့သွားမှာဖြစ်ပါတယ် timer ပြီးသွားတယ်ဆိုရင်တော့ event ကပျောက်သွားပါလိမ့်မယ်တကယ်ကျွန်တော် zone ထဲမှာလင်းရင်နဲ့ချပြီးမှာဖြစ်ပါတယ်ကိုကြိုက်တဲ့နေရာဆင်လို့ရပါတယ်ဗျ event အကြီးနေရာ ာတွေမှာကြည့်မယ်ဆိုရင်ဒီက reverse လုတ်တဲ့အကွက်တွေတွေးမြင်ရမှာဖြစ်ပါတယ်ဒီမှာ line မှာ reverse နှိပ်လိုက်ပါဒါဆိုရင်အဆောက်အုံတွေကပြန်ဆက်သွားမှာဖြစ်ပါတယ်ဒီထိကနေကြည့်မယ်ဆိုရင်လည်းလူတီရတော့လုံးဝ share ရရှိမှာဖြစ်ပါတယ် event အနေပေါ်ရထွက်ဖို့အတွက် exit portal လေးတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ 7th anniversary နေရာတွေတွေးမြင်ရတာမျိုးရှိပါတယ်ဒီနေရာသွားရင်မှ activate လုပ်လိုက်တယ်ဆိုရင်တော့ animation တစ်ခုသွားမှာဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်ကိုယ့်အဖွဲ့တငယ်ချင်းတွေနဲ့အတူ line မှာ wish လုပ်လို့ရပါတယ်ပုံတွေလည်းရိုက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ပုံမှန်အတိုင်းပဲ event အသင်းနေရာတွေတွေးမြင်ရတာမျိုးရှိပါတယ် secret door တွေပြောရမလား secret door တွေပြောရမလားဒါတွေလည်းတွေးမြင်ရတာမျိုးရှိပါတယ် loot ကတော့လုံးဝ share င်ရရှိမှာဖြစ်ပါတယ်ဒီမုတ်ရဲ့အဓိက vehicle လို့ပြောရမယ်ဆိုတော့ club up ပဲဖြစ်ပါတယ် event အသင်းနေရာတွေမှာတွေ့မြင်ရတာမျိုးရှိပါတယ်နောက်ဆုံးတကယ်ကျတော့ belly bar တွေရှိတယ်ဆိုရင်တော့ဒီရဲ့ club up ကိုခေါ်လို့ရတာမျိုးရှိပါတယ် club up နဲ့ပတ်သက်ပြီး feature တွေကိုပြောရမယ်ဆိုရင်တော့နှစ်ယောက်စီလို့ရပါတယ်တနက်တွေပါတယ်အသုံးပြုလို့ရပါတယ်ကိုပျောက်ပုံစံအမြန်ပြေးလို့ရတဲ့ power တို့တွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုက supply တွေပါတယ်ထောက်ပေးတဲ့ power ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဘယ်နာမှာပဲဖြစ်စီရှိလဲပေါ့ဗျာ AC တော့ကောက်လို့ရတာမျိုးရှိပါတယ်ဒီ event နဲ့ပတ်သက်ပြီးအဓိကလက်နက်ကိုပြောရမယ်ဆိုရင်တော့ reversal blade ပဲဖြစ်ပါတယ်ရန်သူကို attack လုပ်လို့ရပါတယ်ဒီရဲ့ power ကိုအသုံးပြုလိုက်တယ်ဆိုရင်တော့ရှေ့နည်းနည်းမြင်မြင်သွားမှာဖြစ်ပါတယ် တယ်တိုင်မှမပြီးခင်နောက်ပြန်ဆုတ်လို့ရပါတယ်ဘလိတ်ကိုအသုံးပြလိုက်တဲ့အခါကိုကရန်သူကို attack လုပ်လို့ရတယ်လို့ရန်သူကလည်းကိုကို damage ပေးမှဖြစ်ပါတယ်ရန်သူကကိုကို damage ပေးလိုက်တဲ့ကိုကနောက်ဆုတ်လိုက်တယ်ဆိုရင်တော့ကိုကသွေးဘလောက်ပဲရောရောကိုဒီပါဝါမတုံးခင်သွေးရပဲအနေထားမှရှိလဲအဲ့အနေထားမှပြန်ရောက်နေမှဖြစ်ပါတယ်ဒီရဲ့ reversal blade ကိုအသုံးပြပြီးမှပွင့်ပြီးသား crate တွေကိုပြန်ပိတ်လို့ရပါတယ်ပြန်ဖွင့်တဲ့အခါကျတော့ loot ပြန်ရရှိမှဖြစ်ပါတယ်နောက်တစ်ခုကတော့ကားတွေပါတွေပြင်လို့ရတာမျိုးရှိပါတယ်လုံးဝပေါ်ရမောင်းလို့မရတဲ့ကားတော့ပြင်လို့မရပါဘူး damage တော်တော်လေးကိုစုံနေတဲ့ကားတွေတာယာတွေပြက်စီးနေတဲ့ကားတွေကိုလည်းအားလုံးပြင်လို့ရတာဖြစ်ပါတယ်ပြင်ပေးရုံသာမကသူက dust တွေအပြည့်ပြည့်ပြီးမှဖြစ် ဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ်ကျွန်တော်ဒီရဲ့ event ကနေဒီရဲ့ material တွေဘာတွေကောက်ထားတယ်ဆိုရင်ဒီရဲ့ DAO upgrade လုပ်လို့ရတာမျိုးရှိပါတယ် upgrade လုပ်လို့ရတဲ့နေရာတွေတွေ့မြင်ရမှာဖြစ်ပါတယ်ဒီနေရာတိုင်းမှာ upgrade လုပ်လိုက်ပါတိုင်းမှာခဏဆောင်ရပါလိမ့်မယ် upgrade လုပ်လိုက်တယ်ဆိုရင်တော့သူ့ရဲ့အယောင်ပြောင်းသွားတာမျိုးရှိပါတယ်ဒီရဲ့ power နဲ့ပေါ်ပြပို့ပြီးမှနည်းနည်း away အထိပြေးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကပေါ်ပြသူ့ကိုပြန်အသုံးပြုလို့ရမယ့်တိုင်းမှာလည်းရော့သွားတာမျိုးရှိပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာဆိုကြပါစို့ဗျာဒီရဲ့ power အသုံးပြုမှကျွန်တော်ကရန်သူစီတော့ fight လုပ်လိုက်တယ်ဒီရဲ့ power မပြီးခင်ပေါ်ပြကိုကရန်သူရှင်းတာခံလိုက်ရတယ်ဆိုရင်ပြဿနာမရှိပါဘူးကိုကပုံမှန်နေရာပြန်ရောက်ရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့ဒီရဲ့ power ါဘူးပေါ့ဗျာတခါပဲအသုံးပြုလို့ရတာဖြစ်ပါတယ်အဲ့ဒါပြီးဓာတ်တွေဘာတွေပျောက်သွားမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုဝေပွန်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Golden Scepter ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီကောင်အသုံးပြုလိုက်တယ်ဆိုရင်တော့ရွှေဝါရောင်စက်ဝိုင်းတစ်ခုထွက်လာမှာဖြစ်ပါတယ်ဒီထဲမှာရှိနေသည်တွေးရတော့ပြည်နေမှာဖြစ်ပါတယ်ရန်သူကဒီထဲလာတယ်ဆိုရင်လည်းရန်သူရဲ့တွေးရပြည်နေမှာဖြစ်ပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာဒီထဲမှာတကယ်ကျွန်တော် knock out ဖြစ်သွားတယ်ဆိုရင်တော့ကိုကိုတိုင်းတစ်ခါပေါ့ဗျာ self revive လုပ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပောက်ွယ်တက်တဲ့ cross line တွေးမြင်ရမှာဖြစ်ပါတယ် Oliver Mangal နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒါရနဲ့စင်းမှတွေးမြင်ရတာမျိုးရှိပါတယ် Rowing နဲ့ Melta Power တို့မှာတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ Olnia ရ ီမှာကြည့်ရမယ်ဆိုတော့ကိုယ့်ရဲ့အရင်ကတော့ character ကိုပြန်ကြည့်လို့ရတာမျိုးရှိပါတယ်အခုเนี่ยကျိုးအဲ့တော့ငါเนี่ยဘယ်လောက်ထိမှကွာသွားလဲပေါ့ဗျာဒီမှာ memory တွေပြန်သတိရမယ်ဆိုတော့သိကြပါတယ် old rangle နဲ့အတူ PUBG mobile old player တွေချက် LMO career online way ကိုကြည့်ရမယ်ဆိုရင်လည်းကားထဲမှာတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ချင်းအားလုံးအနေနဲ့တော်တော်လေးကို enjoy လုပ်နေကြမယ်ဆိုတာတော့သိကြပါတယ်ဗျာနောက်တစ်ခု live မြင်ပုံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် mistain နေရာကိုပေါ့ဗျာလုံးဝ old mistain တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီ update နဲ့အတူ rondo မြင်ပုံအစ်စ်ကိုလည်းတွေ့မြင်ရတာမျိုးရှိပါတယ် rondo မြင်ပုံနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တကယ်ချင်းတော့တက်တက် video ကိုတင်ပေးပါမယ်ဗျာဒါဆိုရင်တကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြ ပေးလိုက်တဲ့ PUBG Mobile ရဲ့ update version 3.7မှာတွေ့ရတဲ့ Golden Dynasty Mode နဲ့ပတ်သက်ပြီးမှတော်တော်လေးကိုနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒီ event mode မှာတကယ်ကျွန်တော်ဘယ်အရာကိုအကျိုက်ဆုံးလဲပေါ်ရတဲ့ event mode ကိုဆော့ပြီးသွားရလားမဆော့ရသေးဘူးလား comment မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပြီကျွန်တော်အားလုံးနေတဲ့ဒီ video ကိုမြတ်တမ်းလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီ video ကိုကြည့်ရှုပေးတဲ့အားလုံးကိုကျွန်တော်ပြည့်စုံပြည့်ရှိပါနေပါ